ကဲအားလုံးပဲမင်္ဂလာပါ Quantum Yi TikTok Channel နဲ့ YouTube Channel မှာပြန်လည်ပြီးကြည့်ဆိုလိုက်ပါရခင်ဗျဟုတ်ကဲ့ကျွန်တော် TikTok Channel နဲ့ YouTube Channel လေးကိုကြည့်ရှုနေကြတဲ့ချစ်ပြည့်တဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျ โอเคကျွန်တော်ဒီနေ့ညမှာကျွန်တော်ဒီနေ့ညမှာပွဲစဉ်တွေအများဆက်စားတော့မရှိပေမဲ့ကျွန်တော်ဒီနေ့ညမှာကျွန်တော်အင်္ဂလန်ပရီးမီးယားလိဂ်ပွဲနဲ့ဒီစပိန်ဒါလီဂါပွဲစဉ်ဆိုပြီးတော့အဲ့ဒီနောက်ပွဲကိုကျွန်တော်မောင်းကတ်လေးအနေနဲ့ကျွန်တော်ပြောတော့ပေးချင်ပါတယ်ဗျ။ဟုတ်ကဲ့ဒီနေ့ညပွဲကြော်သုံးသက်ချက်လေးမပြောခင်မှာကျွန်တော်မနေ့ညကဆိုရင်ကျွန်တော်ဗီဒီယိုလေးတွေမတင်ဖြစ်ခဲ့ဘူး။ဒါပေမဲ့ကျွန်တော်စီမှာကျွန်တော်ရဲ့ Telegram ကိုလာမေးနေတဲ့ Chip Player တွေဆိုရင်တော့ကျွန်တော်ဗီဒီယိုအသုံးသင်းမောင်းကတ်လေးတွေကျွန်တော်ပေးထားတာကိုသုံးသင်းမောင်းကတ်လေးတွေကျွန်တော်ပေးလိုက်တယ်။အသုံးသင်းစလုံးအနိုင်ရရှိတဲ့အတွက်ကျွန်တော်ဝန်တာဗီဒီယိုဖြစ်မိတယ်။အဲ မနေ့ကလည်းကျွန်တော်အနိုင်ရရှိရယ်ဒီချန်ပီယံလိပွဲစဉ်နှစ်ညလုံးမှာလည်းကျွန်တော်အနိုင်ရရှိတယ်ဒီအင်္ဂလန်ပရီးမီးယားလိပွဲစဉ်မှာဆိုလည်းကျွန်တော်အနိုင်ရရှိတယ်ဒီကျွန်တော်ရဲ့မောင်တွဲကဒီ၄ပွဲစတိုက်အနိုင်၄ညစတိုက်အနိုင်ရရှိတဲ့အတွက်ကျွန်တော်ဝန်တာ PD ဖြစ်မိတယ်ဗျဒီနေ့ညမှာလည်းကျွန်တော်ဆက်လက်ပြီးအနိုင်ရရှိအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးတင်ဆက်ပေးတော့ပါမယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ပွဲချိုတုံးသက်ပေးတော့မယ်ပွဲစဉ်လေးနှစ်ပွဲကတော့ဒီအင်္ဂလန်ပရီးမီးယားလိကပွဲစဉ်တစ်ပွဲနဲ့စပိန်လာလီကပွဲစဉ်လေးကိုကျွန်တော်ပွဲချိုတုံးသက်ပေးတော့ပါမယ်ဒီပထမအဆုံးပွဲစဉ်နေနဲ့ကျွန်တော်ဒီအင်္ဂလန်ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဒီဘုံပေါင်းနဲ့ဖူဝန်ရဲ့ဘောစင်ကိုကျွန်တော်ဘောစင်ကိုသုံးသက်ပြတော့ပါမယ်ဗျာဒီဘက်မှာအဝေးခွင့်ပြတဲ့ဘုံပေါင်းက average level ပြား80ရှုံးနဲ့5ပေါင်းကြီးအဲ3လုံးပြား90စားဆိုတဲ့ခြေမျိုးခွင့်နာဟာကိုတွေ့ရတယ်ဗျာအားလုံးမသိကြတယ်မယ်ဒီနေ့တင်ရအင်္ဂလန်ပရီးမီးယားလိအမှတ်ပေးစရာမှာရှင်မြန်ကစားနေတယ်ဒီနေ့ဖြစ်တဲ့ဒီအင်ရှင်ဘုံပေါင်းကအင်္ဂလန်ပရီးမီးယားလိအမှတ်ပေးစရာမှာ6ပွဲရှင်မြန်ကစားတာပြီး3ပွဲနိုင်2ပွဲတည့်ရ2ပွဲရှုံးဆိုတဲ့ရလနေမျိုးထွက်ပေါ်လာတာကိုတွေ့ရတယ်ဒီအဝေးခွင့်ပြတဲ့ဖူဝန်တင်ရတော့အင်္ဂလန်ပရီးမီးယားလိမှာ 6ပွဲရှင်မှန်ကစားတာပြီး2ပွဲနိုင်2ပွဲတရည်2ပွဲရှုံးဆိုတဲ့ရလဒ်မျိုးထွက်ပေါ်ထားတာကိုတွေ့ရတယ်ဗျ။အင်ရှင်ဘုံမောက်တင်ရဆိုရင်ဒီပြီးခဲ့တဲ့အပကဆိုရင်ဒီလီရဲ့အိမ်ကွင်းမှာတွားရောက်ရှင်မှန်ကစားခဲ့ပြီး2-2ဆိုတဲ့ရလဒ်နဲ့တရည်ချထားတာကိုတွေ့ရတယ်။ဒီလီနဲ့ပွဲမတိုင်ခင်မှာဆိုရင်လည်းဒီနယူကာဆယ်ရဲ့အိမ်နယူကာဆယ်ရဲ့အိမ်ကွင်းမှာအဲ့ခန့်ရှင်မှန်ကစားပြီး ဇီးဇီးဆိုတဲ့ရလဲနဲ့တေချထားတာကိုတွေ့ရတယ်ဗျာဒီအဝေခွင့်ဖြစ်တဲ့ဖူဟန်တင်းကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီအက်စတန်ဘီလာရဲ့အင်ကိုမှာတွားရောက်ချိန်မှန်ကစားခဲ့ပြီး3-1ဆိုတဲ့ရလဲနဲ့ရှုံးနေထားတာကိုတွေ့ရတယ်အဲအက်စတန်ဘီလာနဲ့ပွဲမတိုင်ခင်မှာလဲဒီခါရာဘောင်းဘလာပွဲစဉ်အနေနဲ့သူခါရာဘောင်းဖရာပွဲစဉ်မှာဆိုရင်လဲ1-0ဆိုတဲ့ရလဲနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျာနှစ်ပွဲဆက်ရှင်းနေထားတာကိုကျွန်တော်တွေ့ရတယ်ဒီနေ့တင်းရဲ့ထိတဲ့ပြည်စုံမှုကြည့်ရမယ်ဆိုရင်ဒီနေ့တင်းရဲ့ထိတဲ့ပြည်စုံမှုမှာဆိုရင်ဒီအင်ရှင်ဘုံမောက်ထိတဲ့ပြည်စုံမှုနောက်ဆုံး၅ဘုတ်ကိုကြည့်လိုက်တဲ့အချိန်မှာဒီအင်ရှင်ဘုံမောက်အတင်းက အဲသုံးပွဲနိုင်တပွဲတရီတပွဲတာနေရှုံးနေထားတော့ကိုတွေ့ရတယ်ဗျဒီနေ့တည်းရဲ့ခြေသားပိုင်းအောင်ပြောရမယ်ဆိုရင်ဒီအင်ရှင်ဘုံမောက်က အဲခြေစောင်းပိုင်းရတာလေလို့ကျွန်တော်ကမြင်မိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအင်ရှင်ဘုံမောက်ကဒီနေ့ရဒီပရီးမီးယားလိ6ပွဲမှာဆိုရင်6ပွဲရှိမှန်ကစားတာပြီးအဆင့်6နေရာမှာရက်တည်နေတဲ့အတွက်ဒီနေ့ရဒီမှာသူ့အတွက်ရလက်ကောင်းနေရရှိတယ်လို့ကျွန်တော်ကမြင်မိတယ်။ပရီးမီးယားလိ6ပွဲမှာဆိုရင်ဒီရှင်မန်ကလေးပရီးမီးယားလိ6ပွဲမှာဆိုရင်အဲ3ပွဲမှာအိမ်ကွင်းတိတိရှင်မန်ကစားတာပြီးအိမ်ကွင်းမှာအိုက်ခန့်ရှင်မန်ကစားတာပြီးအဲ့ဒီ3ပွဲမှာဆိုရင်လည်းဒီ2ပွဲနိုင်2ပွဲတည်ရေဆိုတဲ့ရလက်မျိုးထွက်ပေါ်ထားတာကို တွေ့ရတယ်အင်္ဂွင်းလုံးဝရှုံးနေထားတာကိုမတွေ့ရသေးဘူးဗျဒီအဝေးကွင်းပြတဲ့ဖူဟန်တွေ့ရတော့ဒီအင်္ဂလန်ပရီးမီးယားလိမှာ6ပွဲရှင်မြန်ကစားတယ်ပြီး3ပွဲကအဝေးကွင်းမှာတွားရောက်ရှင်မြန်ကစားထားတာကိုတွေ့ရတယ်ဒီသူ့ရဲ့အဝေးကွင်းတွားရောက်ရှင်မြန်ကစားတဲ့3ပွဲမှာဆိုရင်လည်းအဲ2ပွဲရှုံးနဲ့2ပွဲတည်ရ9ပွဲလုံးဝမရရှိသေးတာကိုတွေ့ရတယ်ဗျအဲနောက်ပြီးဒီနေ့တင်းရထိတဲ့ပြည့်စုံမှုဒီ အင်ရှင်ဘုံမောက်ရဲ့အင်ကွေးမှာထိထိပြည်ဆုံးခဲ့တဲ့နောက်ဆုံး၅ဘွဲကိုသွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်လေဒီအင်ရှင်ဘုံမောက်ကတပွဲမှမရှုံးထားပဲ၃ဘွဲအနိုင်၂ဘွဲတည်ရည်ဆိုတဲ့ရလက်မျိုးကိုထွက်ပေါ်ထားတာကိုတွေ့ရတယ်အင်ကွေးအာသာချက်တွေရှိတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒီနောက်ပြီးဒီဘုံမောက်ရဲ့တိုက်စစ်ကားဆိုရင်ဒီနေ့ရာဒီမှာ၆ဘွဲရှင်းမှန်ကစားထားပြီးကိုကိုအထိတွင်းယူထားတာကိုတွေ့ရတဲ့အတွက်တိုက်စစ်အားမှလည်းတိုက်စစ်အားလည်းကောင်းတယ်လို့ကျွန်တော်မြင်မိတယ်ဒါကြောင့်မလို့ဒီနေ့ညမှာရှင်မန်ကစားသွားမယ်ဒီအင်္ဂလန်ပရီးမီးယားလိဘွဲစဉ်ဖြစ်တဲ့ဒီဘုံမောက်နဲ့ဖူအန်တို့ရဲ့ဘွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့အင်ရှင်ဘုံမောက်ရဲ့အကျော်ပေးမှုမှန်ကန်တဲ့ လို့မြင်မိတဲ့အတွက်ကြောင့်လို့အရှင်ဘုံဘောက်ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဂိုရလည်းအနေနဲ့ကတော့အဲ1 2 1လောက်သွားမယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဟုတ်ကဲ့နောက်တစ်ပွဲစဉ်အနေနဲ့ကျွန်တော်ဒီစပိန်လာလီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီအိုဇာဆူနာနဲ့ဂီတာဖေးတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ပွဲချုပ်သုံးသပ်ပေးတော့မှာဗျအားလုံးပဲတည်ကြတဲ့အတိုင်းပဲဒီနေ့တင်းရဒီစပိန်လာလီကအမပေးစရာမှာရှင်းမဲ့ကစားနေတဲ့တင်းနဲ့တင်းဖြစ်တဲ့အဲဒီအင်ရှင်အိုဇာဆူနာတင်းကဒီစပိန်လာလီကအမပေးစရာမှာ9ပွဲတိတိရှင်းမဲ့ကစားတာပြီး နှစ်ပွဲနိုင်တစ်ပွဲတည်းရေနှစ်ပွဲနိုင်တစ်ပွဲတည်းရေလေးပွဲရှုံးဆိုတဲ့ရလိမ့်မျိုးထောက်ပေါ်ထားတော့ကိုတွေ့ရတယ်ဒီအဝေးခွင့်ပြတဲ့ဂီတာဖေးကတော့ဒီစပိန်လာလီဂါမပစ်ဆက်မှာခုနှစ်ပွဲရှင်မြန်ကစားလာပြီး၃ပွဲနိုင်၂ပွဲတည်းရေ၂ပွဲတာနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျအဲဒီအင်ရှင်အိုဆာဆူနာတင်းကပြီးခဲ့တဲ့ပွဲစဉ်မှာဆိုရင်ဒီနောက်ဆုံးပြီးခဲ့တဲ့ဒီစပိန်လာလီဂါနောက်ဆုံးပွဲစဉ်မှာဆိုရင်ဒီရီယယ်ဘက်တရဲ့အင်ကွင်းမှာတွားရောက်ရှင်မြန်ကစားခဲ့ပြီးတူးစည်းဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုတွေ့ရတယ်ဗျဒီအဝေးခွင့်ပြတဲ့ဒီဂီတာဖေးတင်းကတော့ အဲလီဗန်တီကိုအင်ကွတ်မှာအခန့်ချိန်ပိုင်းကစားပြီး1 1ဆိုတဲ့ရလနဲ့တည်ချထားတာကိုတွေ့ရတယ်ဗျာတတိယထိတဲ့တစ်စုံမှုနောက်ဆုံး၅ပွဲမှာဆိုရင်ဒီအဝေးကွပြတဲ့ဂီတာဖေယာ၃ပွဲနိုင်၃ပွဲတည်ရေ၃ပွဲတည်းရှုံးနေထားတာကိုတွေ့ရတယ်ဗျာအရင်တည်းခြေသားပိုင်းကိုပြောရမှာဆိုရင်ဒီအဝေးကွပြတဲ့ဂီတာဖေယာအတားလို့ကျွန်တော်ကမြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့ဥစားစနာကနောက်ဆုံးချိန်ပိုင်းခဲ၅ပွဲမှာဆိုရင်ပွဲတည်းလည်းအနိုင်ရရှိပြီး၄ပွဲစလုံးရှုံးနေထားတာကိုတွေ့ရတယ်ဗျာဒီနေ့ရာဒီအတွက်တို့ကအဲ ဒီနေ့ညဒီမှာတော်တော်လေးကိုရုန်းကန်နေရတဲ့အတင်းတင်းဖြစ်တယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒီအဝေးခွင်းဖြစ်တဲ့ဒီဂီတာဖေးအတင်းကတော့ဒီနောက်ဆုံးရှိမှန်ခဲ့တဲ့၄ဘွဲ့မှာဆိုရင်ဒီဘာစီလိုနာနဲ့တပွဲတားလည်းရှုံးနေထားပြီးကျန်တဲ့၃ဘွဲ့စလုံးကအနိုင်ရရှိထားတာကိုတွေ့မိအနိုင်ရရှိတာကိုကျွန်တော်တို့တွေ့မြင်ရတယ် ဒီဥစားစနာနဲ့ဒီဂီတာဖေလို့အဲဒီနောက်ဆုံးထိတဲ့တွေ့ဆုံခဲ့တဲ့ဒီတမိုင်းတစ်ချောင်း12ပွဲကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဒီ17ပွဲလုံးလုံးကိုအဝေးခွင့်ပြတဲ့ဂီတာဖေကမရှုံထားတာကိုကျွန်တော်ကတွေ့မြင်ရတယ်ဗျဒါကြောင့်မလို့ဒီနေ့ညမှာစီဒီအကျော်ပေးထားတဲ့ဒီဥစားစနာအတင်းရဲ့အကျော်ပေးမှုကိုကျွန်တော်ကမကြိုက်ဘူးဒီအဝေးခွင့်ပြတဲ့ဂီတာဖေကိုပဲကျွန်တော်ကရွေးချယ်ပေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဂီတာဖေကဒီနေ့ညမှာ တရေအ ਨੇ ဆုံးတရေကြခံပြီးရလက်ကောင်းနေတဲ့အတင်းလဲဖြစ်တဲ့စပိုင်လက်ကမပင်းစားမှလည်းအဆင့်၈နေရာမှာရက်တည်နေတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒီနေ့ညမှာသူရှုံးနိုင်မယ်လို့တော့ကျွန်တော်ကမမြင်ဘူးအ ਨੇ ဆုံးအနေဆုံးတရေနဲ့အနိုင်ရလက်တွေမှာခေါ်ဆောင်သွားနိုင်တဲ့အတင်းမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာကျွန်တော်ဒီဥစားဆူနာနဲ့ဂီတာဖီတော့ဘွတ်စမှာကျွန်တော်အဝေးခွင့်ဖြစ်တဲ့ဂီတာဖီကိုပဲကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်အဲကိုရလက်အနေနဲ့ကတော့1112လောက်တွားမယ်လို့ကျွန်တော်ကမြင်မိတယ်ဗျဒါကြောင့်မလို့ကျွန်တော် အဝေးခွင့်ပြတဲ့ဂီတာဖေးကိုကျွန်တော် body အနေနဲ့ရွေးချယ်ပေးလိုက်ပါတယ်။ဟုတ်ကဲ့ဒီနေ့ညမှာကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးတွေကတော့ဒီ England Premier League မှာဆိုရင်ဒီဘုံမောင်းနဲ့ဖူဟန်တို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်က Asian ဘုံမောင်းကိုရွေးချယ်ပေးခဲ့တယ်။ဒီ Spain La Liga မှာပေးစရာမှာဆိုရင် Spain La Liga ပွဲစဉ်မှာဆိုရင်ကျွန်တော်ကဒီ Osasuna နဲ့ဂီတာဖေးတို့ရဲ့ပွဲစဉ်မှာဒီအကျော်ပေးခံထားရတဲ့ဒီဂီတာဖေး body ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဗျ။ ဟုတ်ကဲ့ချစ်မဲ့စီတို့ကျွန်တော်ရဲ့ YouTube မှာဝက်စင်လေးကိုအတွေးတူအချက်တူတွေဆိုရင်ဆော့ကစားနိုင်ပါတယ်အတွေးမတူရင်ဘက်ကန်နိုင်ပါတယ်ဗျာရလက်ကောင်းတွေရချစ်ပါစေလို့လည်းကျွန်တော်ဒီနေရာမှာစုမကောင်းတောင်းပေးလိုက်ပါတယ်မိတ်ဆွေတို့ကိုတင်းကောင်းအနေနဲ့ကျွန်တော်ပြောတာလေးတစ်ခုရှိပါတယ်ဗျာအကျွန်တော်စီမာလာပြီးတော့မေးကြတယ်ပေါ့ကျွန်တော်စီမာလာမေးကြတယ် VIP ဝင်ပတ်စံပေးရလား VIP ဝင်အခချင်းဝင်ပေးရလားဆိုပြီးလာလာမေးကြတယ်ဗျာကျွန်တော်စီမာ VIP member ဝင်ဖို့အတွက်ပတ်စံတပြားတစ်ချက်မှပေးစရာမလိုပဲ တပြားတစ်ချက်မှပေးစရာမလိုဘူးဆိုတာကိုကျွန်တော်ကတင်ကောင်းအနေနဲ့ပြောချင်ပါတယ်ကျွန်တော်စီမံ BYB member ဝင်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးကကွန်မန့်မှာကျွန်တော် Telegram channel link ရောကျွန်တော် Telegram link လေးပါကျွန်တော်ချပေးထားပါတယ်ဗျာအကျွန်တော် Telegram channel link လေးကို join ပြီးတော့ချက်မိတ်စီတို့ကျွန်တော်စီမံ VIP member အခမဲ့ဝင်ရောက်နိုင်ပါတယ်ဆိုတာကိုကျွန်တော်ကတင်ကောင်းအနေနဲ့ပြောချင်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဒီလောက်ပဲတင်ဆက်ပါရစေရလက်ကောင်းတွေရရှိပါစေကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာ